ြန်မာအစိုးရရဲ့သတင်းထုတ်ပြန်ချက်တွေပြောဆိုချက်တွေမှာပါဝင်နေတဲ့အမှားယွင်းတွေကိုပြည်သူတွေအတွေ့အကြုံရေမောစရာပုံစံမျိုးဖြစ်စေခြင်းတဲ့သဘောနဲ့ရဲရမောရသတင်းလောကဆိုတဲ့အစီအစဉ်တစ်ခုကို DVB ရုပ်သံကစီစဉ်နေပါတယ်။ရဲလဲရဲရမောလဲမောရမယ့်အမိမောင်မတည့်တဲ့ဖြစ်ရက်တွေကိုမိမောင်ထုတ်မယ်နေဆောင်နိုင်တယောက်ဘလို့တင်ဆက်ပါလဲ။မြန်မာပြည်မှာစစ်ပွဲနဲ့တဘာဝဘေးရန်ရဲ့လူကြောင့်ဖြစ်ရတဲ့သတင်းမျိုးတွေတဲကမှမောပန်းနွမ်းလျစေတဲ့ကိစ္စတွေကို အရေအမောလေးနဲ့ဖြည့်တင်ပြီးအရေများပြီးတဲ့နောက်အမောတွေလိုက်ပါလာတတ်တဲ့မြမသတင်းလောကရဲ့ခြားလဲလဲဖြစ်ရတွေကိုအချက်အလက်တွေစူးစီးပြီးတင်ဆက်မှာပါလို့အစီအစဉ်မှုနေစွန်နိုင်ကပြောပါတယ်။သတင်းဆိုတာလည်းအများနဲ့တော့ကောင်းတဲ့သတင်းတွေကြီးဘယ်ရှိရမှာမဟုတ်ဘူးလေ။ဒီအနေထားတော့လည်းများပါတယ်ခုနောက်ပိုင်းဆိုလို့ရှိရင်စစ်ပွဲတွေရရှိလူကြောင့်ဖြစ်ရတဲ့ဘေးတွေလည်းရှိသလိုသဘောကဘေးတွေလည်းရှိရအောင်အဲ့ဒီထက်မှရှိတဲ့သတင်းတွေကနေပြီးတော့တိတ်ပြီးတော့မောရတဲ့ ပေါ့နော်ပန်းရတဲ့သတင်းတွေရှိလို့ရှိရင်တော့ကြီးရတာတွေနဲ့ဖြေပေါ့လေကြီးရတာတွေလည်းများလာလို့ရှိရင်ဟုတ်တယ်မောရတဲ့သတင်းတွေကလည်းတစ်ချက်တစ်ချက်တော့အဲ့ထဲမှာဝင်ပြီးတော့ပါလာပါပဲသတင်းလောကတစ်ခုလုံးရဲ့အချက်အလက်ကလေးလေးတွေနဲ့အဲ့ဒီပေါ်မှာဘာတွေမြဲပြန်ပြောနိုင်ကြမလဲဆိုပြီးတော့ခုနပြောတဲ့ကောမဒီယန်တွေနဲ့ပေါင်းပြီးတော့လုပ်တာပေါ့လေရုပ်သံအစီအစဉ်တစ်ခုလုံးတိုင်းရေမောစရာတစ်ခုလုံးတိုင်းဗဟုသုတနဲ့တွေးတော်စရာတွေကိုတက်ကျွမ်းနားလည်သူတွေနဲ့ပေါင်းပြီးအများပြည်သူကိုပြင်ပြပေးစင်တာကြောင့်ဒီအစီအစဉ်မှာပါဝင်တာပါလို့ လူရွှင်တော်ညောင်ညောင်ကဆိုပါရယ်။ဟာတဇယုတ်နဲ့ပြည်သက်ရင်းနှီးနေတဲ့သူ့အတွက်သတင်းနဲ့ပတ်သက်တာမလုပ်ခူးတာကြောင့်အစိုးရနဲ့ဌာနဆိုင်ရာတွေကသတင်းအလွဲတွေတွေ့မြင်နေရတာကရဲစရာတစ်ခုဖြစ်နေတယ်လို့ပြောပါရယ်။ဒီစီစီကသတင်းနဲ့ပတ်သက်တဲ့အစီအစဉ်ဆိုတော့ကျွန်တော်တော်တော်များများအစီအစဉ်တွေလုပ်ခဲ့မိပါရယ်။ဒါပေမဲ့ဒီသတင်းနဲ့ပတ်သက်တဲ့အစီအစဉ်လုပ်ခဲ့တာကျွန်တော်ဒီလည်းတော်တော်ရှားတယ်မရှိတဲ့လောက်ကိုနေရပါလေ။အဲ့ဒါဒီစီစီပုံမှာကျွန်တော်တော်လေးစီစဉ်ပါရယ်။ ဆိုတော့ဌာနပိုင်းဆိုင်ရာအထုပြင်းတဲ့သတင်းတွေတော်တော်များများမှာလွယ်မှားတွေတွေ့ရတယ်။ဒါလည်းရေးရကောင်းတယ်လို့တော့စိတ်ထဲမှာထင်ရတယ်။ရေးရမောရသတင်းလောကအစီအစဉ်မှာ DVB ရုပ်သံကအစီအစဉ်မှုနေစောနိုင်တဲ့အတူလူရှင်တော်အရိုင်းညောင်ညောင်နဲ့လူရှင်တော်အစ်စ်တွေနဲ့အပတ်စဉ်ထုတ်လွှင့်သွားမှာဖြစ်ပြီးတကြံပြီးနောက်ပိုင်းထုတ်လွှင့်ပြသသွားဖို့ရှိတယ်လို့ဆိုပါတယ်။နိုင်ငံတကာရုပ်သံအစီအစဉ်တွေရဲ့သတင်းနဲ့ဟာသရောနှောထားတဲ့တယောဝေဖန်သတင်းမျိုးတင်ဆက်ချင်တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။သတင်းဆိုတာတွေးကြည့်စီစဉ်တာကိုတွေးပြီး ကိုယ့်ရဲ့အမြင်သဘောထားလေးတွေကိုပြန်လဲပြန်ပြူးတဲ့ထူးထူးဆန်းဆန်းမျိုးလှုပ်ချင်ပေမဲ့ငွေကြေးလူသားရင်းမြစ်နဲ့အုပ်ချုပ်မှုပိုင်းခက်ခဲတွေရှိလို့လှုပ်ချင်တဲ့ကဏ္ဍတွေလှုပ်ခွင့်မရတာတွေရှိနေသေးတယ်လို့နေဇော်နိုင်ကဆိုပါတယ်။ကိုယ်သိထားတဲ့စုဆောင်းထားတဲ့အချက်လက်တွေဘူးတရားကြီးပေးခြင်းနဲ့တခါကျတော့တွေးစီခြင်းတာတကယ်ကိုစစ်စစ်တွေးပြီးတော့အဲ့လိုမျိုးမြင်တဲ့အမြင်မျိုးလေး ကိုယ့်စီမှာရှိတဲ့အသည့်လေးနဲ့သူတို့သူများကိုပြန်ပြန့်ဝေကြတာအဲ့လိုအစီအစဉ်အများကြီးရှိတယ်လက်ရှိအနေထားအရမလုံနိုင်သေးတာမလုံနိုင်သေးတာဆိုတာကငွေအားရှိတယ်လူဒီအရင်အမြင့်နေတာလည်းပါတယ်လို့အုပ်ချုပ်ပြီးတော့ဖြစ်ရတဲ့အခက်အခဲတွေရှိလို့တချို့အစီအစဉ်တွေမလုံနိုင်သေးဘူး